iPhone user တိုင်းသိထားသင့်တဲ့ camera tips 6ခုဒီနေ့မှာ iPhone နဲ့ဓာတ်ပုံရိုက်တဲ့အခါဆက်ရကြကြရိုက်ကူးနိုင်ဖို့အတွက်နီးလည်းကောင်းလေးတစ်ချို့ကိုပြပြပေးပါမယ်ရှင် iPhone မှာဓာတ်ပုံရိုက်ရင်လှစီမဲ့ rules of thumb ကို၃ပါ rules of thumb ကတော့အချိုးအစားမှန်မှန်နဲ့ပုံလေးတွေထွက်ဖို့ grid line တွေကိုဖော်ပြီးရိုက်ရတဲ့ feature ဖြစ်ပြီး iPhone တွေမှာ grid ကို ဖွင့်ထားပြီးရိုက်ချင်တယ်ဆိုရင်တော့ setting တွေကိုသွားပါ camera တွေကိုဝင်ပြီး grid ကို ဖွင့်ထားလိုက်ရပါပြီ level ကိုဖွင့်ထားပါ level ကိုဖွင့်ထားမယ်ဆိုရင် ကိုရိုက်တဲ့တပ်ပုံလေးတွေမှာ plus ပုံလေးကိုနေရာမှန်အောင်ချိန်ပေးရမှာဖြစ်ပါတယ် level ကိုဖွင့်ထားခြင်းနဲ့ဆိုရင်တော့ setting နဲ့ကိုဝင်ကင်မရာရဲ့က level ကိုဖွင့်ထားလိုက်ရင်ချပါပြီ best photo ရိုက်ပါ post တွေအများကြီးပေးတာကိုတစ်ချက်မှမလွတ်စေခြင်းရင် best photo ကို သုံးပြီးရိုက်နိုင်ပါတယ် best photo ကိုဖွင့်ထားခြင်းနဲ့ဆိုရင်တော့အရင်ဆုံး setting နဲ့ကိုဝင် ကင်မရာတွေက use volume up for brush ဆိုတာလေးကိုဖွင့်ပေးလိုက်ရင်ရပါပြီ။စောင်းနေတာကိုတဲဖို့ဆိုရင်ညီမတို့ဓာတ်ပုံရိုက်တိုင်းစောင်းနေလားတဲ့နေလားဆိုတာကိုတော်ရုံမသိကြပါဘူး။ဒါကြောင့် level feature ကို ဖွင့်ထားပြီးတော့ရိုက်လို့ပြပါတယ်။ ဒီ feature ကဓာတ်ပုံရိုက်တိုင်းစောင်းနေရင် line လေးနဲ့တက်အောင် light ချိန်ပေးတဲ့ feature ဖြစ်လို့ဓာတ်ပုံရိုက်တိုင်းသုံးသင့်ပါတယ် mirror front camera ကို ဖွင့်ထားပါ selfie ရိုက်တိုင်းပြောင်းပြန်ကြီးတွေပေါ်နေရဆိုရင်တော့ mirror front camera ကိုဖွင့်ထားပေးဖို့လိုပါတယ်ဖွင့်ထားခြင်းနဲ့ဆိုရင်တော့ setting တွေကိုဝင် camera ရဲ့က mirror front camera ကိုဝင်ထားပေးလိုက်တာနဲ့ရပါပြီ။ views outside the frame ကို ဖွင့်ထားပါဒီ feature လေးကတော့ဓာတ်ပုံရိုက်တိုင်းမှာရိုက်နေရင် frame ကိုကြော်မြင်ရအောင်လုပ်ပေးတဲ့ feature လေးဖြစ်ပါတယ်ဖွင့်ထားခြင်းနဲ့ဆိုရင်တော့ setting တွေက camera တွေကိုဝင် view outside the frame ကို on ထားပြီးလိုက်ရင်ရပါပြီအသုံးဝင်တဲ့ camera tips လေးတွေဖြစ်လို့ iPhone နဲ့ဓာတ်ပုံရိုက်တိုင်းဒီလိုလေးတွေစံကြည့်လိုက်တော့နော်